ရခင်ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်တစ္ဆာရှိသောအစီကံကျွန်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဝင်ငါဖို့အတွက်ဖြစ်ပါတယ်ကိတုဩဝါဒစာခန်းကြီး2အငယ်90ပေါ့နော်ဒီနှစ်ချက်လေးကိုပဲကျွန်တော်တို့ဒီကွာဆင်ခြင်ကြဖို့အကြောင်းဖြစ်ပါတယ်ဆိုတော့ဒီကိုမှာဆိုအစီကံကျွန်ဆိုရင်ခေအခါတော့ငါဒါ အာကျွန်စနစ်ရှိကြပါဘောနော်တရားစုတရားစုလောက်ကလေးရဆိုဒါက AD 90ကျော်60လောက်မှာရေးတာ90ကျော်60ကျော်လောက်မှာရေးတာဖြစ်တာဆိုဒါကျွန်စနစ်ကအရင်ထွန်ကားခဲ့တဲ့အချိန်ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဆိုတော့အဲ့ဒီအချိန်မှာကျွန်နေကိုအဓိကပြောတယ်ဆိုတော့ကျွန်နေကအများသောအပြင်ခရိယံဖြစ်လာကြတာများတယ်ဗောနော်ခရိယံဖြစ်လာကြတဲ့သူတွေများတယ်ဘာလို့လဲသူတို့ရဖိနှိတ်ခံနေဖြစ်တဲ့ခါမှာ ခရစ်တော်အဖြစ်လွတ်မြောက်လာရတဲ့ပုံစံမျိုးရှိတယ်ဆိုတော့တွေ့ရတယ်ပြီးတော့နောက်ဟိုဂျွန်နီကသခင်ရှုကေတီမန်ရှိပြီးယုံကြည်ပြီးတော့မှသူကကြောင်းလင်းလာကြလို့ရှင်ဒါတမန်တော်ကြီးရှင်ပေါလုရဲ့ဩဝါဒစာရီးမှာပါတဲ့ရသလိုရှင်ဒါခရစ်တော်၌ကမိမမရှိဘူးယောက်ျားမရှိဘူးကျုံမရှိလူလွတ်မရှိဘူးစသဖြင့်ဒီမိမနဲ့ယောက်ျား ခွေးချာဆက်ဆံတဲ့ဥစ္စာတွေကလည်းအများများတာပေါ့နော်အဲ့ဒါမျိုးလေးရှိတယ်အဲအခုကျွန်နဲ့ဒီဂျန်နဲ့လူလန်းစားကလည်းခွေးချာဆက်ဆံမှုရှိတယ်အဲတော့များသောအားဖြင့်ကကျွန်ဒီမှာဗာခွင့်ရေးမှာမရှိတာများတာတွေ့ရတယ်ဒါပေမဲ့တခုကဗာအခွင့်ရေးရှိလာလဲဆိုလို့ရှိရင်ကျွန်ဒီကဒီသူတို့ရဲ့အလုပ်ငန်းရှင်အဲတထေးတွေစီမှာသူတို့ရဲ့ကောင်းတဲ့ပုံသက်တွေခရီးရန်တယောက်ရဲ့ပုံသက်တွေအားဖြင့်ဒါ လုပ်ငန်းရှင်တွေကိုဘာလုပ်လို့ရလဲဆိုလို့ရှိရင်ပုံသက်တည်ပြလို့ရတယ်ဆိုတော့တွေ့ရတာပေါ့နော်အဲ့ဒါတွေ့ရဒါကြောင့်ဒီမှာသူပြောထားတာငါတို့ကိုကေတင်တော်မူသောအရှင်ဘုရားသခင်ဤဩဝါဒကိုအယယာ၌တစားဆင်ခြင်းငါလို့ပြောတယ်ဆိုတော့သခင်ယေရှုကိုယုံကြည်လာတဲ့အခါမှာအဓိကကတော့ဒီဩဝါဒဆိုတော့သခင်ယေရှုရဲ့နှိမ်ချတော့အသက်ရှင်ခြင်းပြီးတော့မှကုအမှုရောင်မရှုမမှတ်ပဲသူ့အမှုရောင်ရှုမှတ်ရမယ်ဆိုတဲ့အရာဆိုတော့ ကူကျိုးတွေ့မဟုတ်တော့ဘူးဆိုတော့ဒီအာသခင်ကိုအလုလုတဲ့အခါမှာကောင်းကောင်းကောင်းမွန်မွန်အစီခံဘုဒ္ဓကိုသူဒါကိုပြောတယ်ဒါပေမဲ့သစီကံတော့ရှိတယ်ဩဝါဒခရစ်တိုရဲ့မှားခဲ့တဲ့ဩဝါဒဆိုတာဒါဘာလဲဆိုလို့ရှိရင်အာဒီဝိညာဉ်ရေးရနဲ့သက်ဆိုင်တဲ့အရာမှာတော့သူက stand လုပ်ရမယ်ဘောနော်ဒါမျိုးသူပြောနေတယ်တဘောကအဲအဲ့ဒီခစ်တုံးကကျတော့ဒါဒီအဲ့ ကရတီကျွန်းပေါ်မှာရှိတဲ့သူတွေများသောအားဖြင့်ဒါနှက်စားတွေများတာပေါ့နော်သူကနှက်ကိုကိုးကွယ်တဲ့သူတွေနှက်စားတွေများတယ်ဆိုတော့သူတို့ရဲ့ယုံကြည်ကိုးကွယ်မှုအတိုင်းပဲဒီအဲလုပ်ငန်းရှင်တွေကလည်းဒါမျိုးပူဇော်ပသတာမျိုးတွေရှိတယ်ဒါပေမဲ့အဲ့ဒီနေရာမျိုးမှာပေါ့ဒါကြောင့်ငါတို့ကေတင်တော့အရှင်ရဲ့ဩဝါဒလို့ပြောတဲ့အခါမှာဒီကိုးကွယ်မှုဘိုင်းဆိုင်ရာမှာတော့အပြေးယူလို့လို့နေရအောင်အဲဒါမျိုးကိုသူတို့ပြောချင်တာဖြစ်တယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒါကို တတိထားပြီးပြောတယ်နောက်တစ်ခုကကြတော့အာမိမိတို့တခင်ဤအုတ်ဆိုးခြင်းကိုဝန်ခံ၍ငင်းခုန်ခြင်းမရှိပဲအရာရာ၌တခင်ဤအလိုသို့လိုက်မီအကြောင်းနှင့်ဆိုတာနံပါတ်1ကဒီကျွန်ပိုင်းရှင်ကိုမလုပ်ရမလဲဆိုလို့ရှိရင်သူတို့အုတ်ဆိုးခြင်းကိုဝန်ခံရမယ်ငင်းခုန်ခြင်းမပြုပဲဆိုလို့ရှိရင်အတိုက်ခံတော့မလုံးနဲ့ဆိုတော့ကောင်းတဲ့ပုံသက်တည်နဲ့ ဝန်ခံပြီးလို့ဒါပေမဲ့ခုနပြောလို့ဝိညာဉ်ရေးအောင်ထိခိုက်လာမဲ့ဖះကိုကိုးကွယ်မှုပိုင်းဆိုင်ရာထိခိုက်လာမဲ့ကိစ္စမှာဆိုလို့ရှင်တော့နှုတ်ကပတ်တော်နဲ့ညီရက်တည်ရမယ်ဆိုလို့ဆိုပြောပြတာဖြစ်တယ်။နောက်အရာရာ၌တခင်အလိုတို့လိုက်မြင်အကြောင်းပါ။သဘောကကိုကကျွံဆိုတာကျွံရဲ့သဘောတဘောကိုမပိုင်ဘူးဗျ။သူ့ကိုကအဲ့လူပေါ့နော်အဲ့ခေတ်တုန်းကလည်းလူလူကုန်ကူးတယ်ပဲပြောရမှာတင်တယ်။ကြော့ လူကိုတန်ရန်တန်ကြီးပြီးပြီးတော့မှဝေထားတာဆိုတော့သူ့ကိုကစိတ်တူခိုင်းလို့ရတယ်အကုန်ပိုင်တယ်ဆိုတော့အချို့ကျွန်စနစ်တွေဆိုလို့ရှိရင်သူတို့ရဲ့မွေးလာတဲ့သားသမီးတွေကစာကိုပိုင်တဲ့ပုံစံမျိုးရှိတာကိုတွေ့ရတယ်တော်တော်တော့ဆိုးပါတယ်ဒါပေမဲ့အဲ့မှာဒီမှာတော့တမန်တော်ရှင်ဘောလို့ပြောလို့ဆိုလို့ရှိရင်ဒီသခင်ရဲ့ဒီ ਉਹ နေမနော်အုပ်စုချင်းကိုဝန်ခံပြီးတော့မှသူတို့ကိုအကောင်းဆုံး အစီခံဖို့အတွက်ပြီးမှပြန်ပြီးတော့မှဂလန်ကဆန်ပြန်တုံ့ပြန်တာမျိုးမလုပ်ဖို့အတွက်ကိုပြောတယ်ကျွန်တော်ဒီအရာနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ဘာကိုပြင်းမြင်လဲဆိုတော့ရောသက်ပဲပေါ့နော်ရောသက်ကတော့ तू ကပိုတိပါအိမ်မှာကျုံဖြစ်သွားတဲ့အချိန်မှာ तू ကဖះကိုချစ်တယ်ဒါပေမဲ့ तू မလုပ်လဲဆိုလို့ရှိရင်အကောင်းဆုံး तू အသက်ရှင်နေပြီးတော့မှ तू အရင်ကလည်းဒါကိုပြောပါတယ် तू စူးစမ်းပြီးတော့မှအာ လှုပ်ဆောင်အလုပ်တွေနဲ့ပတ်သက်ပြီးတော့မှာဒါပေမဲ့အဲ့ဒီယောသပ်ဘက်မှာဘုရားသခင်ကကောင်းကြီးပေးတယ်ယောသပ်ဘက်မှာဘုရားသခင်ကအာမစားတဲ့အရာကဘာဖြစ်လာလဲဆိုလို့ရှိရင်ဒီယောသပ်ရဲ့သခင်ကတော့မှရိတ်မိသွားတယ်ဒါကနှုတ်ဘက်တော်ထဲမှာကပ္ပဟုချန်ခန်းကြီး39ဒီမှာဒီအကြောင်းအရာကိုတွေ့ရတယ်ဆိုပေါ်ဒီပါရိတ်မိလာတယ်အဲ့တော့သဘောပေါက်လာပြီးတော့နောက်ယောသပ်ကတစ္ဆာရှိတယ် ရားတွေမြင်တဲ့အခါမှာနောက်ဆိုရောသက်ကိုသူဘာလုပ်လိုက်လဲဆိုလို့ရှိရင်ဒီအိမ်အုပ်နေရာမှာပြန်ခန့်ပေးလိုက်တယ်ပိုဇီရှင်မြင့်သွားတယ်အဲ့တော့ယာရုတက်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဆိုတော့ဒီမှာလဲတမန်တော်ကြီးရှင်ပေါလုကဒါဟုတ်သူတုံတင်တာဖြစ်နိုင်တယ်ဆိုတော့ဟိုတခုရှိရဲ့အာကျွန်တခင်တယောက်ကပေါ့နော်ကျွန်ကိုသွားပြီးတော့မှမမှန်တဲ့စကားကိုသွားပြောခိုင်းတယ်အဲ့ ဟိုနေ့ခြားတယောက်ကိုတော့ပြောခိုင်းတယ်ဟောဖိအားပေးပြီးပြောခိုင်းတာပေါ့သူကသခင်တယောက်နေနေဆိုတော့အဲ့ဂျုံကမှားတဲ့အရာဖြစ်တဲ့အတွက်မမှန်တဲ့ဖြစ်ရဖြစ်တဲ့အတွက်သွားပြီးပြောဦးလေဒီတိုင်းမင်းနေရောဆိုတော့အဲ့ဒီအဖြစ်အပျက်ကတော့ဘလို့ဖြစ်သွားလဲဆိုတော့သခင်ကိုကလန်ကဆန်လုပ်လိုက်သလိုဖြစ်သွားတယ်ငင်းတဲ့ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့ तू ကဘာဖြစ်လို့မပြောရလဲဆိုလို့ရှိရင်အဲ့ဒီအဖြစ်အပျက်ကမှားနေလို့မဟုတ်တဲ့အကြောင်းအရာကိုသွားပြောခိုင်းတဲ့အတွက်ကြောင့်မလို့ တော်မပြောတာဆိုတော့သခင်စိတ်ဆိုးတယ်ဘုရားမတော်စိတ်ဆိုးတယ်ဒါပေမဲ့တဲ့ပြီးလဲပြီးသွားအောင်ဘာဖြစ်လာလဲဆိုလို့ရှိရင်နောက်ပိုင်းကျတော့အဲ့ဒီကြုံကိုအဲ့ဒီသခင်ကနေပြီးတော့မှကောင်းကောင်းမွန်မွန်ဆက်ဆံပြီးတော့မှသူ့ကိုခုနကပြောတဲ့ဟိုနည်းနည်းပေါ့နော်ယာတူးမြင့်တင်ပြီးတော့မှကြုံနေကိုပြန်ပြီးအုပ်ချုပ်ရတဲ့စူပါဗိုက်ဇာနေရာမှာပြန်ထားပေးတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်အဲ့ကြုံရဲ့တမာတိအေးပြောရမယ်ဆိုခုနကပြောတဲ့ နှုတ်ကပတ်တော်နဲ့အညီအသက်ရှင်လိုက်တဲ့အရာပေါ်မှာသခင်ရသဘောကြပါလို့တီကျွန်ကယူသားတယ်တီကျွန်ကသစ္စာရှိတယ်မဟုတ်တာမပြောဘူးဆိုတော့ငါငါအတွက်ကဒါအာကူရတဲ့သူဖြစ်တယ်ဆိုပြီးတော့မှသူကသူ့ရဲ့အလုံးမှာအဲ့လိုမျိုးပြန်ခန့်နေဆိုတော့တွေ့ရတယ်ဘောအဲ့ခစ်တုံးကလည်းအဲ့ဒီအခြေအနေမျိုးရှိတယ်ဆိုတော့တွေ့ရပါဒါကြောင့်ဆိုကျွန်တော်တို့အခုဒီခင်မှာတော့ဒီစနစ်ကမရှိတော့ဘူးပေါ့။ဒါပေမဲ့ကျွန်တော်တို့အလုံးလုံးနေတဲ့သူတွေစီမှာကျွန်တော်တို့က ခရစ်ယန်ဆိုတဲ့အခါမှာခုနခရစ်တော်ရဲ့ဩဝါဒတိုင်းကျွန်တော်တို့အသက်တာထဲမှာလာပြီးတော့မှသက်ရှင်ပြတဲ့အရာပုံသက်တည်ဖြစ်နေရမယ်။အဲ့ဒါအခွင့်အရေးဖြစ်တယ်။ဆိုတော့ကျွန်တော်တို့အသင်းတော်နေအနေနဲ့မှုတော်ဆောင်နေအနေနဲ့ကလည်းဆိုတော့အဲ့လိုမျိုးလောကထဲမှာဝင်တိုးပြီးတော့မှလိုက်ပြောဖို့အတွက်ကကြတော့နည်းနည်းခက်သွားတယ်ပြ။ဆိုတော့လမ်းပြီးမှပြောတယ်ရထားမှပြောတယ်ဒီကကြလို့ရှိရင်လိုင်းကားမှပြောတယ်ပြောတယ်ဆိုရင်ခုနပြောသေးပေါ့နော် အစဝန်ကြီးရုံးကန်နေရင်းနဲ့မှာ ပြောရတဲ့အနေအထားမျိုးဖြစ်တဲ့အခါမှာအခုအခုနောက်ပိုင်းဆိုတော့မပြောဖြစ်တာအင်းဦးလည်းမပြောဖြစ်တာနည်းနည်းလေးကြာသွားတဲ့ပုံစံမျိုးရှိပါတယ်ဟိုတစ်ခါလေးကြာတော့မှအာဆုထားပြီးတာပေါ့နော်ဆုထားပြီးတဲ့အခါမှာကျွန်တော်တော့ပြောတဲ့အနေအထားမျိုးလေးဒီဒါမျိုးလေးလောက်ရတယ်အခုနာအလုတ်သမားအခြေခံအလုတ်သမားပဲဖြစ်လောကထဲမှာတိုးဝင်ပြီးတော့မှနေတဲ့သူတွေကတော့ဘာပဲဖြစ်ပုံသက်တွေကိုပြပြီးတော့မှသူတို့အလုတ်လုတ်ပိုင်ခွင့် ရှိနေကြတယ်။အဲ့ခါမှာထိတွေ့နေရတဲ့သူတွေကလည်းအာဒါခုနခရိယံမဟုတ်တဲ့သူတွေနဲ့ထိတွေ့တဲ့ခါမှာအဲ့ဒီမှာဘုရားသခင်သူတို့နဲ့အလုပ်လုပ်လို့အများကြီးလုပ်လို့ရတယ်ဆိုတာကိုကျွန်တော်တွေ့ရတယ်။ပြီးတော့ပိုင်ရှင်ပေါ့။တထေးတွေနဲ့လည်းတွားပြီးမှထိတွေ့ပြီးတော့မှလုပ်တဲ့ခါမှာအဲ့ဒီမှာခရစ်တိုကနေပြီးတော့မှအာဘုံထင်ရှားခွင့်ရှိပြီးတော့မှတကယ်ပဲပုံသက်တည်အပြင်နောက်ပိုင်းကျလို့ရှိရင်အင်ဝလီတဲ့င်းစကားကိုပြောနိုင်တဲ့အခွင့်အရေးရှိလာနိုင်တယ်ဆိုတော့ဒါလေးကိုတွေ့ရတယ်။ဒါကြောင့် အဲကျွန်တော်တို့အလုတ်လုတ်တဲ့အခါမှာ အလုတ်ရှင်တွေရဲ့အုပ်စုချင်းကိုဝန်ခံရမယ်ဆိုတော့ဒါလေးကိုသူပြောကြတာဖြစ်ပါလိမ့်မယ်။နောက်တစ်ခုအငယ်တစ်စီကကြတော့တိတ်ဆိတ်စွာခိုးယူခြင်းကိုမပြုပဲ။ဆိုဒီမှုကတော့ဒါဟိုတတိထားရတယ်။ပြီးတော့ကျွန်တော်မြန်မာနိုင်ငံမှာအဲ့ဒီကိစ္စတွေကအများများတယ်။အချို့ hari ဆိုလို့ရှိရင်လှုပ်ယူလှုပ်ဆင်ကိစ္စတွေကိုဖြစ်တတ်တယ်ဆိုတော့တွေ့ရတယ်။ဒါကျွန်တော်အရင်ကလည်းပြောမှုတွေထင်ပါတယ်။ တော့ဒီ driver တွေပေါ့နော် driver တွေကကြတော့အာသူခိုင်းလိုက်တဲ့ဥစ္စာရှိတယ်အဲ့တော့ခိုင်းလိုက်တဲ့အရာကိုအာသူတို့ကဒီ CO ထုတ်လိုက်တယ်ဒါပြီးတယ်ပေါ့နော်ကုမ္ပဏီဆိုလဲကုမ္ပဏီလုပ်ငန်းဆိုလဲလုပ်ငန်းပြီးလိုက်တဲ့အတိုင်းသူတို့ထုတ်လိုက်တယ်ဒါပေမဲ့သူတို့ကအဲ့ဒီခရီးကိုသူ့အတွက်အကျံသူမောင်းလိုက်တာပေါ့ပြီးတော့မှရလာတဲ့ဥစ္စာကိုဘာလို့လဲဆိုလို့ရှိရင်ဒါသူတို့အတွက် အပူဝင်ဝင်ဆိုတဲ့ပုံစံမျိုးနဲ့တုံးကြတာမျိုးရှိတယ်။ဒါပေမဲ့အဲ့ဒါဘာလဲပဲဆိုအဲ့ဒါဒါခိုးတာပဲနော်။ဒါသဘောပြပြတာပါ။ဒါမျိုးကိစ္စမျိုးတွေအများကြီးရှိတယ်။ဆိုတော့ voucher မှာပေးတင်လိုက်တဲ့ဥစ္စာမှာယူရဥစ္စာ။တော့ကျွန်တော်တည်တယ်တချို့ဒီပြင်းပြင်းပြမှာရှိတယ်။အဲကြုံဘူးတာပေါ့နော်။ဆိုတော့အာမိဘမဲ့ကိဟာတခုမှာဆိုလို့ရှိရင်သူတို့လာပြီးတော့မှလိုအပ်လို့ဆိုပြီးတော့မှ ပါဝင်တာပါဝင်တဲ့အခါမှာအဲ့ဒါကိုအာပါဝင်လိုက်တော့ကျွန်တော်တို့ပါဝင်ရမယ့်သူတွေကိုအာတပုံလေးပြန်ပြီးတော့ပြကျင်တယ်ဆိုလူရှင်တွေကလည်းအဲ့လိုမျိုးလေးကျွန်တော်တို့ပြန်ပြီး report တင်ပေးတာပေါ့เนาะအဲ့လိုမျိုးဆိုတော့ဘိုးကနေတက်ဖုန်လေးတွေပြန်ပို့ပြီးကျွန်တော်လည်းအဲ့ဒါကိုပဲပြန်ပို့ပေးလိုက်တာပေါ့ပြစ်ချင်တော့အဲ့ဒီဂေဟာမှာရှိနေတဲ့ဆရာနဲ့ကျန်တဲ့သူတွေပြဿနာတက်ကြတယ်အဲ့ဒီထဲမှာခလေးတယောက်ကရောက်လာတဲ့အခါမှာဆိုတော့ ကျွန်တော်နဲ့တွေ့ပြီးတော့မှဒါပုံအဟောင်းကြီးဖြစ်တယ်ဆိုတော့ပြောပြတဲ့အခါမှာတဘောကဒီလှူလိုက်တဲ့အရာတွေကသူတို့ဟိုအရင်တော့ပုံဟောင်းနဲ့ကျွန်တော်တို့ကိုပြန်ပို့ပေးပြီးတော့မှဒီရဲ့ငွေကြေးကိုသူတို့ဘယ်လိုသုံးဆွဲလိုက်လဲဆိုတော့ကျွန်တော်မသိလိုက်ဘူးဖြစ်သွားတာပေါ့။စိုက်ဖြင့်ဒါမျိုးကိစ္စမျိုးတွေတွေ့ရတာပေါ့။နော်ဒါကြောင့်ဘာလဲဆိုခုမှတိတ်ဆိတ်စွာခိုးယူခြင်းဆိုတာမလင်းတစ်ပတ်လှုပ်လိုက်တဲ့ပုံစံမျိုးအမြင်ရတာမျိုးရှိပါ။ဒါမျိုးမလုပ်ပါနဲ့။ဆိုတော့မှ တိချာလေးဒီမှာဆုံးမထားတယ်နောက်တစ်ချက်ကကြတော့ဘာကိုပြောလဲဆိုလို့ရှင်ခတ်သိန်းသောတစ္ဆာကိုထင်ရှားစွာပြတ်မိကြောင်းတိုက်တွန်းပြီးဆောင်တော့ခတ်သိန်းသောတစ္ဆာလို့ပြောတဲ့အခါမှာကျွန်တော်တို့ဝိညာဉ်ရေးရမှာလေတစ္ဆာရှိရမယ်သောဝိညာဉ်ရမတစ္ဆာရှိရဆိုတော့ခုနပြောတဲ့ကူးကွယ်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်လာလို့ရှိရင်လုံးဝ short term လုပ်လို့မရဘူး။ Shadow Mission ဘီရင်ကိုလို့လို့ပေါ့။နော်သူတို့ကိုဖះကအ အလုံးဝဒီဂျူးအဲ့တုန်းကတော့ဂျူးကြီးကငါမတပါချသောဖျောက်ဥမချဝန်မပြူရလို့ပေးထားတဲ့ပြည့်ညက်တရားအတိုင်းသူတို့အသက်ရှင်တယ်ဆိုတော့ဘဝင်အင်ပါရာအကောင်ဘရင်ကြတဲ့ဥစ္စာတွေကျွေးတယ်အဲကျွန်တော်မစားနိုင်ဘူးတကယ်အကောင်နေဆိုတော့ဘရင်ကစားပြီးကြံနေဟာတွေပြီးတာမဟုတ်ဘူးတကယ်တော့သူတို့အတွက်ကျူချက်ကြဒါပေမဲ့တခုပဲအဲ့ဒီအရာတွေကိုနှစ်ဖရားတွေပူဇော်ထားတာဖြစ်တဲ့အတွက်ဒါကကျွန်တော်တို့ဖျားနဲ့ပတ်သက်လာလို့ရှိရင်ဒီလိုမျိုးကျွန်တော်တို့အပြီးကိုလုံးလုံးမရပါဘူးဆိုမှာ ဖယားပေါ်မှာတက်စာရှိတယ်ကိုယ်ဝင်ဥပိုင်းဝိညာဉ်ရံနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကစိတ်ပိုင်းဆိုင်ရာဒီစိတ်ကကြတော့ခုနပြောလို့ကျွန်တော်တို့ဝင်းလုံးလိုက်လို့ရတယ်အာအလူလိုက်လိုက်လို့ရတယ်တက်စာဖောက်လိုက်လို့ရတယ်ဥမာဒါဝိတ်ပါသက်ရှိဘောကိုပြတ်မှားတာဆိုလို့ရှိရင်ဒါစိတ်ပိုင်းဆိုင်ရာတက်စာမရှိတဲ့အရာပဲဘသူသိရဲ့တော့ဒါသူများတာမင်ယာဖြစ်တယ်ဆိုတော့သိရတာနဲ့သူတက်စာဖောက်လိုက်တယ်နောက်တစ်ခုကကျတော့ခန္ဓာခန္ဓာနဲ့ပတ်သက်ပြီးတော့မှတက်စာရှိဖို့အတွက်လိုအပ်တဲ့အရာ ကဏ္ဍတွေရှိတယ်ဆိုတာတွေ့ရတယ်။ဒါကြောင့်ခတ်သိမ်းသောတစ္ဆာရှိခြင်းရဲ့ဆိုတဲ့အရာမှာခုနပြောတဲ့ဒီအလုတ်အလုတ်ရှင်နဲ့အလုတ်သမားကြားထဲမှာဒါလေးတွေထားရမယ်။နောက်တစ်ပိုင်းကကျွန်တော်ဘာကိုဆင်ခြင်မိလဲဆိုလို့ရှိရင်ယုံကြည်သူခရိယန်တွေဒီလေဖခင်ရဲ့ကျွန်းသဘောမျိုးနဲ့ကျွန်တော်အသက်ရှင်ဖို့လိုအပ်တယ်။ဆိုတော့မာရီယာက ့ကောင်းကင်တမန်မင်းဂါဗီလာလာပြောတဲ့အခါမှာကျမဟာဘုရားသခင်ရဲ့ကြုံဖြစ်ပါတယ်ဘုရားရဲ့အလိုတော်တိုင်းဘုရားရဲ့နှုတ်ကပတ်တော်တိုင်းကျမ၌ဖြစ်ပါစေဆိုပါဝန်ခံလိုက်တာကြုံဆိုတာကခုနပြောသလိုပိုင်သွားပြီတစုံတစ်ယောက်ကပိုင်သွားပြီခရစ်တော်ရဲ့အသွေးခရစ်တော်ရဲ့အသက်နဲ့ရွေးဝေထားတဲ့ယုံကြည်သူတစ်ယောက်ကိုခရစ်တော်သည်ပိုင်ဆိုင်တယ်ဒါကြောင့်ခရစ်တော်ရဲ့ ညွန်ကြားတဲ့နှုတ်ကပတ်တော်တမန်တရားကိုကျွန်တော်တို့ကနားထောင်လို့ပဲရှိတယ်။ Yes Lord ဆိုလို့ကျွန်တော်တို့ပြောဖို့ပဲရှိပါတယ်။ဘယ်တော့မှကျွန်တော် no ပြောလို့မရဘူး။ငင်းဆန်လို့မရဘူး။ဆိုတော့ကျွန်တော်တက်တာတွေမှာအဲ့ဒါဝန်ခံရမယ်။ဒါကြောင့်ခရစ်တော်စကားကိုနားထောင်ပြီးတော့မှခရစ်တော်ရဲ့အာတမန်တရားအတိုင်းအသက်ရှင်မယ်ဆိုလို့ရှိရင်ခုနပြောတဲ့အာကောင်းကြီးရှိပါတယ်။နောက်ဘုရားခင်မာဇာခြင်းကောင်းကြီးကွက်ကဆောင်းလျှောက်ခြင်းရှိတယ်။ အကယ်၍ကျွန်တော်ဒုက္ခပြဒနာဖြစ်လာအောင်အဲ့ဒါဒီတာယုမင်္ဂလာရှိတဲ့အရာဖြစ်တယ်ဆိုတာနားလည်ရပါတယ်ဆိုတော့ယခုဘဝနောင်ဘဝအကျိုးကျေးဇူးကြီးရဲ့အရာလည်းဖြစ်ပါဒါကြောင့်ကျွန်တော်တို့ဒီခရစ်တော်ရဲ့ကျွန်ဆိုတဲ့အရာမှာလည်းဒီကျွန်ဆိုတဲ့နေရာမှာကျွန်တော်တို့ကဒီလိုမျိုးကိုကိုကိုအစားထိုးတော့မှဒီလိုဝန်ခံလို့ရှိရင်လည်းဒါကျွန်တော်တို့အသက်တာအတွက်ကောင်းတဲ့အရာတစ်ခုဖြစ်မယ်ဆိုတာကိုဆင်ခြင်မိပါတယ်ဒါလေးကိုအာ တစ္ဆာရှိသောစီခင်ကျွန်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီလိုကဆင်ခြင်ကြဖို့အတွက်ငငယ်ဝင်ရပါတယ်အားလုံးပေါ်မှာဖြာခင်တာရီကောင်းချီးပေးပါစေ